ဂါဇာကမ်းမြံကိုမေ15ရက်မှာအစ္စရေးတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ90သေဆုံးခဲ့တယ်လို့ဂါဇာမြို့ပြကာကွယ်အေဂျင်စီကပြောကြားခဲ့ပါတယ်။အာယုံချင်းချိန်မှာဂါဇာတောင်ပိုင်းမြို့ခန်းယူနစ်ကိုတိုက်ခိုက်တာကြောင့်အနည်းဆုံး73သေဆုံးခဲ့တယ်လို့ဒီအေဂျင်စီရဲ့ပြောရေးဆိုခွင့်ရှိသူမာမုတ်ဘာဆယ်ကပြောကြားခဲ့ပြီးဂါဇာကမ်းမြံတလွှာတိကျတိုက်ခိုက်မှုတွေအတွင်နောက်ထပ်35ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဂါဇာတောင်ပိုင်းမှာအမျိုးသမီးတအူးဟာလက်နက်ကြီးနဲ့ပြစ်ခတ်မှုအတွင်းသေဆုံးခဲ့ပြီးတနက်နဲ့ပြစ်ခတ်ခံရတာကြောင့်မျိုးသားတအူးသေဆုံးခဲ့တယ်လို့ဘာဆယ်ကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အစ္စရေးဆိုရကထိုးစစ်တိုးချဲ့မဲ့အစီအစဉ်တွေကိုအခုလအစောပိုင်းမှာအတည်ပြုခဲ့ပြီးဂါဇာကိုအောင်နိုင်ပြီလို့ပြောကြားခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာ9ရက်မှာအစ္စရေးကိုဟာမတ်ဝင်ရောက်တိုက်ခိုက်ခြင်းအတွင်ဟာမတ်ဖန်စီထားခဲ့တဲ့တစားကန်250ဦးထဲက58ဦးဟာဂါဇာမှာရှိနေခဲ့ပါတယ်။ တစားကန်34ဦးသေဆုံးသွားတယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်းခါစားမှာလူပေါင်း9928ဦးသေဆုံးခဲ့တယ်လို့ဟာမတ်စ်အုပ်ချုပ်နေတဲ့ခါစားကမ်းမြောင်ရဲ့ဂျမိုင်းဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။